က်ခြေမုံနေတယ်နိုင်ငံခြားစစ်တပ်တွေကမင်းတို့နဲ့ပေါင်းပြီးတော့ငါတို့ပြည်သူတွေကိုမင်းတို့ငါတို့ကာကွယ်ဆောက်ရှောက်ပါမယ်လို့တစ္ဆာဆိုထားတယ်ငါတို့ပြည်သူတွေကိုဒေါ်လိုင်းသမားဆိုတာပြည်သူတွေကြီးပဲဒေါ်လိုင်းသမားတွေမှာရုရှားလည်းမပေါဘူးပြည်ုပ်လည်းမပေါဘူးမြန်မာတိုင်းရင်းသားမြန်မာနိုင်ငံမှာမွေးဖွားခဲ့တဲ့တိုင်းသားတွေကြီးပဲဒေါ်လိုင်းဒီဒေါ်လိုင်းရင်းသမားပြည်သူတွေကိုရုရှားနဲ့တရုတ်စစ်တပ်ကလာရောက်ပြီးလာနှိမ်နင်းနေရအောင်မင်းအွန်လိုင်းဖက်စစ်ကြမ်းဖက်အုပ်စုကစီမံနေတယ် ။ဟာမင်းတို့ဆိုခဲ့တဲ့တိစ္ဆာကနိုင်ငံတော်အချုပ်ချာအာဏာနဲ့ငါတို့နိုင်ငံရေးနိုင်ငံသူနိုင်ငံသားတွေကိုဘေးအန္တရာယ်အတွေ့အကြုံကာကွယ်ဆောက်ရှောက်ရမယ်ဆိုတာပြင်းရင်းသွားပြီးတော့မင်းတို့ကိုယ်နိုင်ငံကနိုင်ငံသားတွေကိုဖိတ်ခေါ်သွင်းပြီးကိုယ်နိုင်ငံသားချင်းချင်းရက်ဆက်ဆက်နှင်းနှင်းတက်ဖြတ်နေတာ ငါတို့ငါတို့လောက်တစ္ဆာဖောက်ပြက်ခဲ့တဲ့သူမရှိဘူးငါတို့လောက်တစ္ဆာမဲခဲ့တဲ့လူမရှိဘူးဒါចောင်းစင်းတယောက်အနေနဲ့ရင်ထွတ်မနာကြေကွဲစွာအလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စစ်ကောင်းဆောင်တွေကိုဗိုလ်ကြီးနေမျိုးစဉ်အထူးတတိပေးလိုက်တဲ့ရုပ်တံနဲ့အတူနေပြည်တော်ကိုဗဟိုပြု၍ယနေ့နနက်အစောပိုင်းငလင်လုတ်ခတ်ခဲ့ပြီးပြည်သူများနဲ့နန်စီတီအန်ဝန်ထမ်းများထိတ်လန့်တုံ့လုံနေတဲ့ထူးခြားသတင်းတွေနဲ့ပါတင်ဆက်ပေးသွားချင်ပါတယ်နေပြည်တော်ကိုဗဟိုပြု၍ယနေ့နနက်အစောပိုင်းငလင်လုတ်ခတ်ခဲ့ပြီးပြည်သူများနဲ့ နန်စီဒီအန်ဝန်ထမ်းများထိတ်လန့်တုံ့လောက်ခဲ့ကြောင်းဝန်ထမ်းများနှင့်ပြည်သူများထံမှစုံစမ်းသိရှိရသည့်ယနေ့ဧပြီလ14ရက်နေ့နနက်2နာရီ30မိနစ်အချိန်နေပြည်တော်တခိနာတီရီမြို့နယ်အနီးမြေအောက်အနက်ခွန်းနှင့်တသမ6ကီလိုမီတာကိုဗဟိုပြု၍ရစ်တာစကေးလေးတသမ9အဆင့်နှင့်အင်အားအသင့်အတင်းရှိသည့်မြင်းကလင်းတစ်ခုထပ်မံလှုပ်ခတ်ခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်သည့် ဒီမနက်အားလုံးအိမ်မောကြနေတဲ့အချိန်ငလင်လောက်တာ အတော်ကိုတိတာတဲ့အဲ့ဒါအကုန်ကိုထပြေးရတာဒီတစ်ခေါက်လောက်တာကလည်းအတော်ကိုကျမ်းပါတဲ့ငလင်လောက်ပြီးတော့အပြင်မှာပဲထွက်ပြီးငုတ်တုတ်ထိုင်နေရတယ်ဟုနေပြီးတော့ရွှေချပင်ရက်ကွက်မှပြည်သူတဦးကရန်ကုန်ခေတ်သစ်တရင်ဌာနထံသို့ပြောဆိုသည်နေပြည်တော်မှနန်းစီတီအန်ဝန်ထမ်းအများစုကလည်းယနေ့နက်ပိုင်းလှုပ်ခတ်သွားခဲ့သောငလင်ကြောင့်ဝန်ထမ်းမိသားစုများထိတ်လန့်တုန်လှုပ်ကြကြောင်းပြောဆိုကြသည်စစ်ကောင်စီ၏ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ထုတ်ပြန်ချက်အရယနေ့ April 14ရက်နေ့နနက်2နာရီ30မိနစ်အချိန်တောင်တွင်းကြီးမြို့၏တောင်ရှိတောင်ဘက်12မိုင်ခန့်အကွာ အနက်၁၀ကီလိုမီတာခန့်ကိုဗဟိုပြု၍အင်အားရစ်ခတာစကေးငါအဆင့်ရှိအင်အားအသင့်တင့်ရှိသောမြင်းကလင်းတစ်ခုလှုပ်ခတ်သွားခဲ့ကြောင်းသိရှိရသည်ဒီမနက်၂နာရီ၃၃မိနစ်တောင်တွင်ကြီးမြို့ပေါ်မှာလည်းစကတ်၂၀ကျော်လောက်ငလင်းတိတိတတ်တာလှုပ်ခတ်သွားတယ်ဟုတောင်တွင်ကြီးမှပြည်သူတအူးကပြောဆိုသည် အလားတူပင်ယမန်နေ့ဧပြီလ13ရက်နေ့မြန်မာစံတော်ချိန်ည7:00နာရီ16မိနစ်အချိန်မောက်မယ်မြို့ဤအရှိတောင်ဘက်36မိုင်ခန့်အကွာအနက်30ကီလိုမီတာခန့်ကိုဗဟိုပြု၍အင်အားရစ်ဒါစကီတုံထတ်သမကိုအစင်းရှိအင်အားနှိမ်ငယ်ရှိသောမြင်းကလင်းတစ်ခုလည်းလှုပ်ခတ်သွားခဲ့ကြောင်းမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကသတင်းထုတ်ပြန်ထားသည်တန်ဆွမ်းမိတာတရားနှင့်အသက်ရှင်နိုင်မှလောကရဲ့ကောင်းကျိုးဖြာဖြာကို ရှိနိုင်မှာဖြစ်ပြီးလော့ဂရန်ရဲ့စူးကျူးဖြားဖြားကိုအန်တုရင်ဆိုင်ကျော်လွှားနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ကျွန်တော်ဟိုတမန်အလုံးထိုင်ပြီးတော့စဉ်းစားနေမိတဲ့အကြောင်းလေးတွေထဲကဆမ်ပတီနဲ့အမ်ပတီဆိုတဲ့ကိုချင်းစာဂယူနာစိတ်တွေအကြောင်းကျွန်တော်မိတ်ဆွေတွေကိုလက်တွေ့ဖြစ်ပေါ်နေတဲ့အခြေအနေတခုနဲ့နှိုင်းရှင်ပြီးတင်ပြချင်ပါတယ်။ဒီဆမ်ပတီကတော့တို့ကတော့ဟိုကိုချင်းစာတွေပေါ့နော် ဒါပေမဲ့ empathy empathy ဆိုတဲ့ EMPAT ဆိုတာ empathy ဆိုတော့ပို့ပြီးတော့လေးနက်တယ်စိတ်ခံစားမှုနဲ့ထပ်တူရှင်ပြီးတော့ကုချင်းစာရဲတဲ့ဆိုတဲ့သဘောပါအဲ့တော့ကျွန်တော်ကဒီနေ့အာဒီဒီအများပြည်သူတွေရဲ့တင်းစကားထဲမှာဟိုလိပြောဖြစ်နေတဲ့တမ89တမမူဘုံမှုချုပ်ဆိုတဲ့အဆင့်ရှိတဲ့အောင်တဲဦးဆိုတဲ့လူတစ်ယောက်အကြောင်းကျွန်တော်သူ့ကိုသူ့နေရာကနေကုချင်းစာရဲ့ဒီအကြောင်းလေးတွေကိုကျွန်တော်တွေးတောပြောပြပေးမှာဖြစ်ပါတယ် တော့ဒီအောင်တဦးကိုလည်းပဲလက်ရှိဖမ်းဆီးချုံနောင်ထားတာမို့လို့ကျွန်တော်ရဲ့ဒီတင်ပြချက်ကိုသူ့ကိုလည်းပေးပြစီခြင်းပါတယ်အဲ့တော့ကျွန်တော်က empathy ဆိုတော့ကိုချင်းစာနာမှုကိုကဏ္ဍနေရာလေးနေရာနေပြီးတော့ကျွန်တော်ကကိုချင်းစာစဉ်းစားကြည့်မှဖြစ်ပါတယ်ဘယ်လိုနေရာလဲဆိုတော့ဒီအောင်တဦးရဲ့နေရာပေါ့ပထမနော်ဒုတိယတော့သူ့ရဲ့မိသားစုနေရာပေါ့တတိယတော့သူ့ရဲ့သားသမီးတွေရဲ့နေရာပေါ့ပြီးရင်စတုထကတော့သူ ਨੇ ဒီ ပညာရေးအတူတူသင်ခဲ့တဲ့ကျောင်းနေဖက်မိတ်ဆွေတယောက်ရဲ့နေရာပေါ့ဒီလိုနေရာနေလေးနေရာနေပြီးတော့ကျွန်တော်ခန်းစားကြည့်ပါမယ်နော်ပထမဆုံးကတော့အောင်တဲဦးရဲ့လက်ရှိအခြေအနေပေါ့လက်ရှိအခြေအနေဆိုရင်သူဟာကျွန်တော်1005ကျင်အကြခံခဲ့ရဘူးတဲ့အနေအထားမျိုးပဲသူဟာအခုဆိုရင်လက်လက်ဆက်ဆက်အကျဉ်းသားဖြစ်နေတဲ့အချိန်ပေါ့လွန်ခဲ့တဲ့ရက်ပိုင်းပြီးခဲ့တဲ့ဒီတစ်ဖက်လောက်ထိကသူဟာကမန်ဒါလို့ခေါ်တဲ့တမတမဟိုနော်ဦးစီးကိုကဲစီရေးဆောင်ရွက်ရတဲ့ ဘုံမှုချုပ်အဆင့်ရှိတဲ့ရာရှိကြီးပေါ့တိုက်မယ်ခိုင်မယ်တတ်မယ်ဖြတ်မယ်အမိတ်နာခံမယ်လုတ်ဆရာရှိတဲ့အလုပ်ကိုပြပြသားသားစက်သားပြီးပြီးပဲရဲဆက်ဆက်ကြမ်းကြမ်းကြုတ်ကြုတ်အကုန်လုပ်မယ်အဓိကကတော့ထက်ကပြေးရတဲ့အမိတ်တာဝန်ကြည်ပြုံဖို့ပဲဖြစ်တယ်လူသားချင်းစာနာစိတ်တွေနော်ကိုဆိုထားတဲ့တစ္ဆာအကြောင်းတွေတခြားဘသူဘသူရဲ့အကြောင်းတွေမှမစင်စားဘူးဒီနေရာဒီစကမ်းမကြဖို့နဲ့ဒီတက်ဖွဲ့ဒီတက်ဖွဲ့တိုက်ခိုက်ချိန်မုန်းဆိုတော့အမေရရင်တိုက်ခိုက်ချိန်မုန်းမယ်သူဒီအခြေအနေဒီအဲ့ဒီအခြေအနေသူစောင့်ရက်ခဲ့ပါလိမ့်မယ်ဒါပေမဲ့ကံကြောင်းတရားရနောက်ဆုံးတော့အတ္တမ တရားမဲ့မှုကိုကျွလွန်သူတွေရဲ့တွားရလမ်းတိုင်းသူဟာခံစစ်စနိုင်ဆန်းမရှိတော့ဘဲနဲ့တော်လိုင်းတပ်ဖွဲ့မာမေပူပေါင်း KIA နဲ့ PDF ပူပေါင်းတပ်ဖွဲ့တွေရဲ့ဝိုင်းပတ်ပိတ်ဆို့ချိန်မုံမှုအောက်မှာသူဟာဒူးထောက်လက်နက်ချအရှုံးပေးအကျဉ်းသားဖြစ်ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်ဒီချိန်မှာဆိုရင်တော့သူဟာလောကရန်ကြောင်းကိုကောင်းကောင်းသိနေလောက်ပြီဖြစ်ပါတယ်မမြဲတက်သောသဘောကိုပဲဖြစ်ဖြစ်အထက်ကခိုင်းသမျှမှားသည့်ဖြစ်စီမှန်သည့်ဖြစ်စီရောက်အောင်လုပ်မယ်တာဝန်ကျေပြန်ရမယ်ဆိုတဲ့ဒီဥပဒေမဲ့စစ်သားတယောက်ပေါ့ဥပဒေမဲ့စစ်သား အထက်ကခိုင်းသမျှမှားသည့်ဖြစ်သည့်မှန်သည့်ဖြစ်သည့်ဇွတ်လုတ်တယ်ဆိုတာဟာဥပဒေကိုမသိနားမလဲတဲ့လစ်လူရှုတဲ့လက်နက်ကိုင်စစ်သားတယောက်ရဲ့အတွေးခေါ်တာဖြစ်ပါတယ်ဥပဒေကိုသိနားလဲတဲ့ကျင့်ဝတ်တွေကိုကောင်းကောင်းနားလဲတဲ့တကယ်ကိုပဲလူသားဖြစ်တည်မှုနဲ့နိုင်ငံသားတွေကာကွယ်ဆောက်ရှောက်ရမယ်ဆိုတဲ့တစ္ဆာတယောက်ကိုကောင်းကောင်းနားလဲတဲ့စစ်သားဆိုရင်အထက်ကပေးရလာတဲ့အမိဟာမှားတယ်ဆိုရင်မဖြစ်နိုင်တဲ့အမိဆိုရင်ကိုပြည်သူကိုကိုပြန်နေတပ်ဖြတ်နေတယ်ဆိုရင်အထက်ကအမိပေးနေတဲ့သူတွေဟာဥပဒေမဲ့ကျူးလွန်ဖောက်ဖျက်ပြီးကိုကျိုးစီးပွားရှာစားနေတဲ့တကူကြီးကောင်းစား အာနာရှင်လူဒန်းစားတွေဖြစ်တယ်ဆိုရင်သူပေးတဲ့အမိန့်ကိုငါဟာစက်သားကောင်းတယောက်ပြီပြီလိုက်နာဆောင်ရဲဆရာမလိုဘူးရဲရင်ပြတ်သားစွာဥရနေညီကန့်ကွက်နိုင်ရလိမ့်မယ်ငါကင်ထားတဲ့လက်နက်နဲ့ငါအုပ်ချုပ်တဲ့တပ်ဖွဲ့ရဲ့ဒီစွမ်းဆောင်ရည်ကိုအသုံးပြုပြီးတော့အရမမှုအမိန့်ပေးလာတဲ့လူရဲ့အမိန့်ကိုဖီဆန်အာခံခွင့်ငါမှရှိတယ်ဆိုရဲယုံကြည်စိတ်သူမှမရှိခဲ့တာကိုလည်းပဲအခုချိန်မှာနောင်တရနေပါလိမ့်မယ်အကြိတ်တော်သူသားသူဒီသူစက်တက္ကသိုလ်တက်စင်ကာလာကသင်ကြားခဲ့ရတဲ့ပညာတွေစစ်ပညာတွေဒီ academic ဆိုတဲ့သိပ္ပံဝိဇာအတွေးခေါ်ပညာတွေဒါတွေကိုသူကောင်းစွာသင်ကြားခဲ့ပြီးပြီးတော့လည်း စစ်မှုထမ်းတဲ့နှစ်30ဝင်းကျင်လည်းရှိပြီးဖြတ်တန်းခဲ့ရတဲ့မြမနိုင်ငံရေးမြမလက်ရှိဖြစ်နေတဲ့ပြည်တွင်ပြည်ပခါတွေနဲ့2000နာ15နဲ့20ကြားဖြတ်တန်းခဲ့ရတဲ့ပုံရိပ်အနေနဲ့အခုလက်ရှိ2021နဲ့2025ကြားဖြတ်တန်းနေရတဲ့ပုံရိပ်တွေရဲ့ဘလောက်ပြောင်းပြန်ဆန့်ကျင်ဘက်ကွဲလွဲသွားရတဲ့အခြေခံအကြောင်းအရာတွေသူ့အနေနဲ့ဘုံမှုချုပ်အဆင့်ဆိုတဲ့ရာရှိကြီးအထီကိုပညာတွေတင်ကြားခဲ့ပြီးတဲ့ဖြစ်တဲ့ကြောင့်သူနားလည်နိုင်စွမ်းရှိရမှာဖြစ်ပါတယ်။ဘာကြောင့်2000 15နဲ့20ကြားမှာတိုင်းပြည်ကြီးကအမြဲတမ်းအေးချမ်းငြိမ်းချမ်းပြည်သူတွေပျော်ရွှင်စီးလို့အနာဂတ်တွေတည့်တည့်ကြွကြွနဲ့ငါတို့အားလုံးဝိုင်းလို့ကြမယ်ငြိမ်းချမ်းဆွေးနွေးပွဲတွေလည်းတဖြည်းဖြည်းအချိန်ဟုန်တိုးတဲ့ဖြစ်ထွန်းလာပြီးတော့ဟလာဒီတပ်ဖွဲ့ဝင်တွေကာကွယ်ရန်ရာကြီးတွေလည်းပုံမှန်ကောင်းမှုတိုးမြင့်မဲ့အခြေအနေတွေတဖြည်းဖြည်းရရှိလာတဲ့အရာရာဟာ2021 20ကနေ25ကြားတကယ်မဟုန်ပြင်းပြင်းလေးကိုခွေးပြီးတော့အချိန်နဲ့စံတက်ဖို့ပြင်ဆင်နေတဲ့အချိန်မှာအာနာယူမြောက်လန်ရဲ့မဲမတမာမှုဆိုတဲ့အကြောင်းအရာတစ်ခုကိုစင်ကြုံတရားမဲ့ကြောင်းကျိုးမဲ့တက်တည်မဲ့ဆွဆွဲချက်နဲ့ အတရမအာနာသိမ်းပြီးတဲ့နောက်ဖြစ်ပေါ်လာတဲ့နောက်ဆက်တွဲအခြေအနေတွေကိုအရာရှိကြီးအဆင့်ရှိတဲ့အောင်သက်ဦးဟာအကောင်းဆုံးစဉ်းစားနိုင်ရမှာဖြစ်ပါတယ်။ငါတို့တပ်ဖွဲ့တွေငါတို့မင်းရောက်လိုက်ဦးဆောင်တဲ့ငါတို့စစ်တပ်က2021မှာလှုပ်ဆောင်ခဲ့တဲ့ဆောင်ရွက်ချက်ဟာကြောင်းကျိုးစင်ကျင်တုံတရားအရမှန်ကန်မှုရှိရလား။ဥပဒေအရငါတို့ဟာတက်မှတ်မှန်ကန်မှုရှိရလား။ဥပဒေဆိုတာကအာနာရှင်ပါဇက်ဖျားကနေထွက်လာတဲ့ရေးဆွဲထားတဲ့အာနာရှင်အလိုကျဥပဒေကိုဆိုလိုတာမဟုတ်ပါဘူး။ဥပဒေပညာရှင်တွေနဲ့နိုင်ငံသားတွေကိုယ်တိုင်တလေးတစားထောက်ခံဒီပူပေါင်းရေးဆွဲထားတဲ့ စစ်မှန်သောဥပဒေကိုဆိုလိုတာဖြစ်တယ်ဥပဒေနဲ့အညီငါတို့လှုပ်ဆောင်ခဲ့တာဟုတ်ရဲ့လားပြီးတော့ငါတို့စစ်တပ်မှာပဲပြဋ္ဌာန်းထားတဲ့ကျင့်ဝတ်တွေရှိတယ်စိတ်ဥပဒေတွေရှိတယ်နည်းဥပဒေတွေရှိတယ်နောက်ငါတို့မဖြစ်မနေနေစဉ်ဆိုနေတဲ့တစ္ဆာတွေရှိတယ်ငါတို့မဖြစ်မနေလိုက်နိုင်ရမယ့်အရက်ဘက်ဥပဒေစစ်ဘက်ဥပဒေအပြင်နိုင်ငံတကာဥပဒေတွေ Geneva Convention တို့အပါအဝင်ဥပဒေပြဋ္ဌာန်းချက်တွေရှိတယ်ငါတို့လက်ရှိ2021ကစပြီးလှုပ်ဆောင်ခဲ့တဲ့အလုပ်တွေဟာဒီဥပဒေအခြေရအရာကိုညီညွတ်ပါရဲ့လားစဉ်းစားမယ်စဉ်းစားခဲ့ဖို့တင်တဲ့အချိန်ဖြစ်တယ်အခုတော့ ဒီအချိန်လက်ဒီဒီအကြောင်းအရာတွေကိုလုံးဝလေ့လာပြုဆန့်ရှင်ပြီးတော့မင်းအွန်လိုင်းနဲ့အာနာရှင်တိတိအလိုအုပ်စုအလိုကြအတိုင်းတတ်ဆိုတတ်ဒါဆိုရင်တမခွန်ခွန်ဆိုရင် အာနာသိမ့်မိကာစရန်ကုန်မှာအာဒီအဒီအာနာသိမ့်ဖို့အတွက်ဒေါန်ဆန်းစုကြည်နဲ့နိုင်တော်တမနာကြီးဦးဝင်းမြင့်တို့ကိုကိုတိလရောက်ဝင်ရောက်ဖမ်းဆီးခဲ့တဲ့တတ်မှလည်းဖြစ်တယ်မကူမှာဆိုရင်လည်းပြည်သူတွေကိုရဲရဲဆက်ဆက်အနည်းဆုံးအယောက်80အထက်ကိုနော်မသိပချင်းရဲဆက်ဆက်ဖျားပြင်းလက်လက်တွေနဲ့ပြစ်ခတ်တက်ဖြတ်ခဲ့တဲ့လက်နက်တွေဖြစ်တယ်နောက်ဒီအခုဖြစ်ပေါ်နေတဲ့အင်ဒိုတခွင်ပတ်ဝန်းကျင်မှာလည်းပဲကြေးရွာမြောင်များစွာကိုမိရှုပ်ပြီးရဲဆက်ဆက် နော်တိုက်ခိုက်တက်ဖြတ်ခဲ့တဲ့လူသက်တပ်ဖွဲ့တစ်ခုလည်းဖြစ်တယ်ဒီလိုဥပဒေနဲ့ညီဆောင်ရွက်ဖို့တင့်ခဲ့ပါလေဥပဒေတွေကိုနားလေတဲ့အောင်နိုင်ငံတော်ဗန္ဒာပြည်သူဗန္ဒာနဲ့ပညာရေးတင် जा ပေးခဲ့ပြီးပါလေခဲ့နဲ့ဥပဒေနဲ့ညီဆောင်ရွက်ရကောင်းမသိခဲ့တာကိုချင်းတရားနဲ့အညီစစ်သားကောင်တယောက်ရဲ့စိတ်တက်ကိုမွေးမြူကျင်းသွင်းရမှမသိခဲ့ဘဲနဲ့အာနာရရင်ပြီးရောယာဒူးရရင်ပြီးရောအထက်ကဖက်စစ်အကြမ်းဖက်အာနာရှင်ဗိုလ်ချုပ်ပေးတဲ့မြအမိတ်နားထောင်မယ်ဆိုတဲ့ဖက်စစ်ဝါဒကိုအသက်တွင်းကျင်းသုံးခဲ့တဲ့အကျိုးဆက်ကြောင့်အခုဆိုရင်အောင်သက်ဦးကဲ့သို့ဖမ်းဆီးချုံနှောင်ထားခြင်းခံရတဲ့အေးအာရကတပ်တော်မှဖမ်းဆီးထားခံရတဲ့တမမှုတွေအခု PDF နဲ့ဒီအမျိုးသားညီညွတ်အစိုးရ NUG ထိန်းချုပ်နေပြည်မှာဖမ်းဆီးထားခံရတဲ့ဒီစစ်ဖက်ရရှိတွေသူတို့တွေစိတ်ထဲမှာအခုဆိုရင်တနုတ်နုတ်နဲ့ကြေကွဲနောင်တရနေလောက်ပြီလို့ကျွန်တော်ထင်ပါတယ်ဒီလိုမှမဟုတ်သေးဘူးငါလုပ်ခဲ့တာမှန်တယ်ငါတို့ဟာငါတို့အဖဘူဂျုံမူကြီးမင်းအောင်လိုင်းကောင်းမှုအတွက်ဘာလို့ကလို့ကအသက်ပေးကြရမယ်စစ်သားတွေဖြစ်တယ်ပြည်သူဘဏ္ဍာန်းတေးတေးပြည်သူငါတို့နိုင်ငံကိုဘယ်ရုရှားနဲ့ပြည်ကဝင်လာပြီးတော့ပဲစီးရအတင်းဆွဲဖက်အုပ်ချုပ်အုပ်ချုပ်ငါတို့စစ်တပ် ကောင်းစားဖို့သာငါတို့စစ်အတိုင်းဝိုင်းဗိုလ်ချုပ်အတိုင်းဝိုင်းမိသားစုတွေရဲ့တည်ထောင်ထားတဲ့ကုမ္ပဏီတွေကောင်းစားရေးအတွက်သာငါတို့လုပ်ရမှာဖြစ်တယ်။တိစ္ဆာတရားတွေမလိုဘူး၊ပြစ်တာတရားတွေမလိုဘူး၊ပြည်ပြည်ဝေါ်မှာလည်းတို့တန်ဖိုးထားတဲ့အကြောင်းမရှိဘူး။ငါတို့လုပ်တာမှန်တယ်။အဓိကငါစီးပွားခိုင်မြဲဖို့ပဲဖြစ်တယ်ဆိုတော့မာယွန်းနဲ့မိစ္ဆာဝါဒနဲ့ဆိုရင်တော့တို့တို့ဟာခုချိန်ထိတို့တို့ကတို့မှန်တယ်လို့ယူဆနေရုံမှာဖြစ်ပါတယ်။ဒါအောင်တဲ့ဦးအချင်းစခန်းတွေကအောင်တဲ့ဦးတလောတုံးကပြီးခဲ့တဲ့တပတ်တိဗိုလ်မှူးချုပ်အဆင့်နဲ့မော်ကြွားမောက်မာနိုင်ခဲ့တဲ့ပြီးတော့အခုအချိန်မှာခြေချင်းတော်လကောင်းလက်ထိပ်တော်လကောင်းကျင်းချုပ်တဲ့အချုပ်နောက်အောက်မှာ မျက်နာငယ်တိမ်ငယ်စွာနဲ့နေနေရတဲ့အောင်တဲ့ဦးအတွက်ကိုကျွန်တော်ကိုချင်းစာခန်းစားကြည့်မိတာဖြစ်ပါတယ်။သူ့အတွက်ကျွန်တော်ဟာ empathy တွေးတောမိတာဖြစ်ပါတယ်။နောက်တစ်ခါထပ်ပြီးတွေးတောမိပြန်လာကတော့သူ့ရဲ့မိဘမိသားစုနေရာဖြစ်ပါတယ်။အဲ့တော့စေရာရှိကြီးဘုံမှုချုပ်အဆင့်ရှိတဲ့အောင်တဲ့ဦးရဲ့လှုပ်ဆောင်ချက်မှားယွင်းတဲ့ပြည်သူတရားလုံးအော်နလုံးလာယွန်ရှာပြီးတရွေးထွေးခြင်းစရာဖြစ်တဲ့သူ့ရဲ့ဖြတ်သန်းခဲ့တဲ့တမိုင်းလှုပ်ဆောင်ချက်နဲ့ပတ်သက်ပြီးတော့မိသားစုမှာတက်ရောက်မှုရှိပါတယ်။တာဝန်ရှိမှုလည်းတစုံတရာရှိပါလိမ့်မယ်။တာဝန်ရှိမှုဆိုတဲ့နေရာမှာတော့ ီမိသားစုဟာသူမိဘသူညီကိုမောင်နှမတွေဟာအောင်တဲ့ဦးမတရားသဖြင့်ကိုကျိုးစီးပွားရှာစားပြီးကုမ္ပဏီတွေထောင်းအခွင့်အထူးတွေယူရသည်မြတ်ပြည်သူရှီယာနေဓမြတိုက်လူရထားလို့ရသည်မြတ်တွေနဲ့မိဘကိုပြန်ပန်းပို့ပြီးမိဘညီကိုမောင်နှမတွေဟာစီးစိမ်ချမ်းသာနဲ့အောင်တဲ့ဦးပေးစာကန်းစာတွေနဲ့လူပေါ်လူစော်လုပ်ပြီးနေနေကြတယ်ဆိုရင်တော့အောင်တဦးနဲ့ဒီနဲ့ပတ်သက်တဲ့ရလတ်ဟာဒီမိသားစုမှာလည်းတက်ရောက်မှုရှိပါလိမ့်မယ်။ဒါဥပဒေအရရှုတော့လူတို့ရဲ့ပြည်ထောင်ခံမှုအရရှုတော့ဆက်အာဏာရှင်စနစ်ထောက်ကူပေးရေးမှာကြံ့ရပါခိုးရပါပစ္စည်းလက်ခံသုံးဆွဲသူရှုတော့ရဟာဒီမိသားစုခါလည်းတာဝန်ရှိပါလိမ့်မယ်။အတူတူမဟုတ်ဒီလိုမှမဟုတ်ဘူး။ မိဘတွေဟာညီကိုမောင်နှမတွေဟာအောင်တဦးရဲ့ဆောင်ရွက်ချက်တွေကိုသူစစ်တပ်ကတော့အပတ်စဉ်40နှစ်သွားတက်ပြီးနောက်ပိုင်းသူစပြီးလှုပ်ဆောင်ကြလှုပ်လိုက်နောက်ပိုင်းတို့ဖို့ဆက်အနာသိမ်းပြီးတဲ့နောက်ပိုင်းသူရဲ့လှုပ်ဆောင်ချက်တွေကိုလက်မခံလို့ဥပဒေရှုထောင့်နဲ့လူမျိုးရှုထောင့်ရမနစ်သက်လို့ခက်ကင်းကင်းနေလိုက်ကြတယ်မင်းကမင်းငါတို့သားဖြစ်ခဲ့တာငါတို့ညီကိုမောင်နှမသားဖြစ်ခဲ့တာမင်းရဲ့လှုပ်ဆောင်ချက်ဟာငါတို့ရဲ့မိသားစုရဲ့ဂုဏ်သိက္ခာငါတို့ရဲ့ပြည်သူကြားထဲမှာနေထိုင်ရတဲ့ငါတို့မိသားစုရဲ့ဒီလူညုံရေးပြီးတော့ငါတို့ရဲ့ချွေးစင်းမျိုးဆက်ထိမ့်သိမ်းလာခဲ့တဲ့ကိုကြီးတရား နာမည်ကောင်းတွေကိုပျက်စီးစေခဲ့တယ်ဒါကြောင့်မင်းတို့မင်းနဲ့ငါမပတ်သက်ဘူးမင်းရမင်းမင်းအလုပ်မင်းလုပ်ငါတို့အလုပ်ငါတို့တီးကြအနေနဲ့နေခဲ့တယ်ဆိုရင်တော့တက်ရောက်မှုဟာတစုံတရာ ဖြစ်ပါလိမ့်မယ်ဒါပေမဲ့မိဘဖြစ်တဲ့အတွက်ကြောင့်မလို့မွေးထားတဲ့သားဒီစစ်ဖက်စစ်ကြမ်းဖက်စစ်တပ်ထဲမှာဒီလိုယာရုကြီးကြီးနဲ့လူတက်ကောင်ကြီးကြီးဖြစ်လာအောင်မွေးမြူပေးခဲ့တဲ့မိဘတွေမှာတော့ဘလိုပဲပြောပြောယဉ်ထုမနာယဉ်ကျိုးရာဖြစ်ကောင်းဖြစ်နိုင်မှာဖြစ်တယ်ဒီလိုမှမဟုတ်ဘဲမိဘတွေကိုယ်တိုင်ကဟာငါတို့သားဟာစစ်အရာရှိကြီးဖြစ်တယ်သူရဲကောင်းကြီးဖြစ်တယ်စစ်တပ်ကြီးရဲ့တဒတ်ကြီးကိုအုပ်ချုပ်နေတဲ့တပ်မမှုကြီးဖြစ်တယ် မင်းတို့ပြည်သူတွေမင်းတို့တိုင်းရင်းသားတွေမင်းတို့တော်လိုင်းတစ်ဖက်တွေဘလို့ပဲပြောပြောငါတို့သားဟာမှန်ကန်တဲ့အလုပ်ကိုလုပ်တာဖြစ်တယ်နော်ငါတို့သားဟာစစ်သားကောင်းကြီးဖြစ်တယ်ဒီလိုနဲ့လွဲမားတဲ့ယုံကြည်ချက်နဲ့သားလို့တမျှအမှန်သားတတ်တမျှပြည်သူတည်သွားတမျှဖက်ကိုစာနာမှုမရှိဘဲနဲ့ငါသားလို့တမျှတတ်မှတ်မှုအောင်တက်ဦးတတ်ခဲ့တမျှဟာအမှန်ဖြစ်တယ်လို့ယုံကြည်ခဲ့တယ်ဆိုရင်တော့ဒီမိဘဟာလည်းပဲဒီမိသားစုဟာလည်းပဲဆိုးရွားတဲ့နိုင်ငံသားစိတ်သက်ရှိသူတွေဖြစ်ဥပဒေရဲ့ဒဏ်ခတ်မှုပြည်သူတရားလုံးရဲ့တော်လိုင်းရေးကာလအလွန် ပြန်လဲတိဆောင်ရေးကာလဒဏ်ခတ်မှုတွေကိုမလဲမသိရင်ဆန်ရမှာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ကသူ့နေရာမှာမိဘချင်းကိုချင်းစာပြီးတော့တွေးကြည့်မိပါတယ်သူတို့သားလေးကိုနိုင်ငံသားကောင်းယန္တာဖြစ်အောင်နော်ပြည်သူတရားလုံးကိုကာကွယ်ဆောက်ရှောက်တဲ့စစ်သားကောင်းကြီးဖြစ်အောင်နော်ကိုယ်စိတ်နှလုံးတည်ကြည်ဖြောင့်မတ်ရဲရင်ရိုးသားတဲ့စစ်သားကောင်းကြီးဖြစ်အောင်စစ်တပ်ထဲကိုဝင်ကိုင်းပြီးတော့စစ်တပ်နဲ့တိုက်ခိုင်းပြီးပြုစုပြိုးထောင်မြေတော်မြောက်ပေးလိုက်ပြီးတဲ့နောက်လူလူကောင်းတော်တောင်ဆန်းစကြီးလက်ထက်ဒါယာပြုံးရှင်ကြည်နူးရင်မောနေတဲ့ကိုသားရာရှိကြီးရဲ့ပုံရိပ်တွေကို2015နဲ့2020ကြားကိုသားရဲ့ပုံရိပ်တွေကို ဂုံယူသားနဲ့ကြည်ပြီးအခုချိန်မှာလုံးဝပြောင်းလဲသွားတဲ့အခြေအနေတွေကိုသားဟာအောင်သဝူဆိုတဲ့ဘုံမချုပ်အဆင့်ရှိတဲ့ကောင်ဟာခုဆိုရင်တော်လင်းတက်ဖွဲ့တဲ့ဝိုင်းပါပိတ်ဆို့ချိန်မုံနေခံရတယ်ဆက်သွေရတဲ့ချိန်မှာအာအမေအဖေကျွန်တော်တို့ဖြင့်အရန်နီးကနေပြီးရုံထွက်လို့လည်းမရတော့ဘူးခံပြစ်စရာကြီးစံလက်နက်ခဲရိုင်းစစ်ကူတွေမလာဘူးကျွန်တော်တို့အထက်ကခေါင်းဆောင်တွေဟာအပြုအပြောတမျိုးအလုပ်တမျိုးမြေပြင်မှာတကယ်ဖြစ်နေတဲ့အခြေအနေကိုစဉ်းမကြည့်ဘူးကျွန်တော်တို့မှလည်းပြည်သူတရားလုံးရဲ့ထောက်ခံမှုမရတော့ဘဲနဲ့လူစိုးလူမိုက်တခိုးချိုးပြူဆိုတဲ့လူဒန်းသားတရားလောက်ပဲကျွန်တော်တို့မှအကာအကွယ်ရှိတော့တာအမေကြီးကျွန်တော်တို့သွားတော့မယ်ဆက်သဖြင့် ပူပင်သောစိုးထိတ်စရာအခြေအနေတွေအောက်မှာစိတ်နှလုံးကြေကွဲစွာနဲ့သူတို့နေခဲ့ရကောင်းနေခဲ့ရပါလိမ့်မယ်။အခုချိန်မှာဖန်ဆီးခံလိုက်ရပြီ။ဖန်ဆီးခံလိုက်ရပြီဆိုတဲ့အချိန်မှာလည်းဒစိတ်တစ်ပိုင်းတော့စိတ်ချမ်းသာစရာဖြစ်သွားပါလိမ့်။ဘာလို့ဆိုတော့အသေးစိုးနဲ့ရဲ့ဆက်ဆက်စစ်မြေပြင်မှာတွေးထွက်တန်ယိုဒံယာပရပွားနဲ့ရဲ့ဆက်ဆက်အသေးစိုးနဲ့တည်ထားတဲ့စာရင် အသက်ရှင်နေသေးတယ်ချုံနှောင်ခံနေရသေးတယ်ပြီးတော့ချုံနှောင်ဖမ်းဆီးလိုက်တယ်ဆိုတဲ့အစုဖွဲ့တွေဟာဥပဒေနဲ့အညီလူသားချင်းစာနာမှုနဲ့အညီနိုင်ငံတော်တစ်ကိုကောင်းစွာတိဆောက်ဖို့ရည်စူးကြိုးပမ်းနေတဲ့တော်လိုင်းတပ်ဖွဲ့နဲ့တော်လိုင်းအစိုးရဖြစ်တဲ့တကြောင်ဥပဒေတွေနဲ့အညီထိမ့်သိမ်းဆောက်ရှောက်ပြီးတော့ဥပဒေနဲ့အညီထိုက်တဲ့ပြစ်ဒဏ်ကိုပဲအရေးယူမှဖြစ်ပြီးရရဆက်ဆက်နှိမ့်ဆက်ညှဉ်းပန်းတပ်ဖြတ်မှာမဟုတ်ဘူးဆိုတဲ့ယုံကြည်ချက်ကိုတော့မိဘတွေဘက်ကရရှိနိုင်ပါလိမ့်မယ်ဒါမိဘနေရာကအငှားကိုချင်းစာပြီးတော့ကိုမွေးခဲ့တဲ့သားကောင်းသောဒီနိုင်ငံသားကောင်းဖြစ်အောင်ရည်ရွယ်ခဲ့ပေမဲ့နိုင်ငံကိုဖျက်ဆီးခဲ့သောအာဏာရှင်စနစ်ရဲ့ လက်ကင်တို့တတ်မှတ်မှုတူဦးဖြစ်တမိုင်းစိုးရာဇဝင်တင်သားပြီမို့လို့သိကြတယ်နောက်အစဉ်အဆက်ငါဟာဖက်စစ်အကြမ်းဖက်မင်းအောင်လှိုင်လက်ထက်တုန်းကတတ်မှတ်မှုခွန်ခွန်တတ်မှတ်မှုလုပ်ခဲ့တဲ့အောင်သက်ဦးရဲ့အမိဖြစ်တယ်ဆိုပြီးဘယ်ရက်ရွာဘယ်ပြည်သူကြားထဲမှာမှဒီမိဘကြွေးကြော်ရဲမှာမဟုတ်တော့ပါဘူးဒါမိဘအနေကခံစားပြီးလုံးဝတူသိကျိတ်မိတ်ပြီးကိုရောင်ဖြောက်ဖြစ်နိုင်တဲ့တို့ကသကောင်စင်းအောင်ပြောင်းညင်ပြောင်းနေလောက်ပါပြီဒီသားဒီစင်းထဲမှာပါခဲ့တာမဟုတ်ဘူးဆိုတော့ကိုအနာကက်မှာဆက်လက်လူလုံနိုင်ဖို့အတွက်ကိုပြောင်းလဲနေလောက်ပါပြီဒါမိဘဘက်ကကျွန်တော်ကိုချင်းစာ empathy လုပ်ကြည့်တာပါ အခုသားသမီးဘက်ကသူမှသားသမီးရှိကြတယ်နှစ်ယောက်ရှိတယ်လို့ကျွန်တော်ကြားရပါတယ်သားသမီးအသက်19 20လောက်ရှိတော့ပြီပေါ့အရွယ်ရောက်ခါစားသားသမီးသားသားသမီးနေရာကနေကျွန်တော်စဉ်းစားကြည့်ပါဦးမယ်အခုဆိုရင်တို့ဖေဟာတို့ဖေနဲ့ရံဘက်ဖြစ်ခဲ့တဲ့တော်လိုင်းတပ်ဖွဲ့တွေရဲ့ဖမ်းဆီးချွတ်တော်နိုင်ငံကိုခံခဲ့ရပြီတို့ဖေဖြစ်တဲ့အောင်သက်ဦးဆိုတဲ့ကောင်တယောက်နဲ့ပတ်သက်လို့ဖမ်းဆီးရမိတဲ့တဲ့င်းတွေနိုင်ငံတကာပြည်တွင်းပြည်ပဟိုလေးတကြောမျက်မျက်မျက်နာတငယ်နဲ့မိုးစမွေးဘယ်ဘောကတူဒီမိုးဆာနဲ့ရုပ်မှာကောက်ချစ်တဲ့စိတ်သက်ကိုအထင်းသားပေါ်လွင်နေစေတဲ့သူ့ရဲ့ဥပဒေရုပ်ကို ပြင်းထန်ဆက်ဆုပ်စွာဝိုင်းဝန်းဝေဖန်ရှုတ်ချနေတဲ့ကွန်မန့်အများစုကိုအာသမီဟာဘလို့စိတ်ထားနဲ့ဖတ်မှလဲသူ့ဖေသားကောင်းသောအလုပ်လုပ်ခဲ့တယ်ဆိုရင်သူ့အဖေသားသူ့ဖခင်သားတမတော်သားကောင်းကြီးတယောက်ဖြစ်ပြည်သူပြည်သားတွေကိုစောင့်ရှောက်ကာကွယ်ဖို့ကြိုးစားရင်ပြည်သူပြည်သားတွေကိုအန္တရာယ်ရန်စွဲပြုလာတဲ့ရုရှားတို့တရုတ်တို့စတဲ့ကျူးကျော်သူနိုင်ငံများရန်ကိုခုခံကာကွယ်ရင်အဖမ်းခံခဲ့ရပြီးရန်သူတုံ့ပြန်ဖြစ်သွားလို့ပြည်သူတရားလုံးက အာတို့ကာကွယ်ဆောက်ရှောက်ပေးခဲ့တဲ့တမမူကြီးဘုံမူကျောင်းအောင်တဲ့ဦးသူတုံမန်းဖြစ်ဖန်းစီခံရတာကိုဝမ်းနဲ့ကြည်ခွဲရပါတယ်ပြည်သူတရလုံးရဲ့အန်ရရန်စကိုကာကွယ်ဆောက်ရှောက်ဖို့နိုင်ငံတော်ကြီးကိုဘေးကင်းလုံခြုံအောင်ကာကွယ်ဆောက်ရှောက်ဖို့ကြိုးပမ်းရင်းရန်သူဖြစ်တဲ့မိစ္ဆာရုရှားတို့ရဲ့ဖန်းစီမှုကိုခံခဲ့ရတာမို့ပြည်သူတရလုံးကမြေတာပို့တဲ့ရှိပါတယ်ဆိုတဲ့ကုမန်းမျိုးကိုသာသူတို့ဖတ်ချင်ကြမှာပါအခုတော့ကိုယ့်ရဲ့လူမျိုးတူဘာသာတူပြည်သူကုမန်69ရာခိုင်နှုန်းလောက်ကဘယ် web page ဘယ်သတင်းစာမျက်နှာအောက်မှာကြည့်ကြည့်အောင်တဲ့ဦးကိုပက်ပက်ဆက်ဆက်မေးနှမနဲ့ကင်တုတ်ပြီးမင်းတို့ ီသူကိုရက်ဆက်ဆက်တတ်ဆင်တော့ကတတ်ခဲ့ကြတဲ့ကောင်းတွေလူသက်သမားတွေဆေးရစပိတ်ကောင်းတွေရိုင်းဆိုင်တဲ့ကောင်းတွေလူယုံမာတွေခွေးတွေစသဖြင့်တပတ်ဆက်ဆက်ရေးသားနေတဲ့ comment ကိုဘေးသားသမီးကပျော်ရွှင်ကြည်နူးစွာနဲ့ငါ့အဖေလူရဲ့ကြီးကိုဂုဏ်ယူလိုက်တာလို့စဉ်းစားနေပါလိမ့်မယ်ဒါသားသမီးဒီဘက်ကကိုချင်းစာ empathy ဖြစ်ဖို့ဖခင်တယောက်အနေနဲ့ကြိုတင်စဉ်းစားသင့်တဲ့အကြောင်းအရာဖြစ်ပါတယ်အခုဆိုရင်သူသားသမီးဟာဖခင်ခိုးဝယ်ရယူထားတဲ့ငွေကြေးတချို့နဲ့ကုမ္ပဏီတချို့နဲ့နိုင်ငံခြားငွေတွေပြုတ်ဝဲပို့ပေါင်းထားတာတွေနဲ့ဆွစ်ဇာလန်ဒေါ်လာကော တခြားနိုင်ငံတစ်ခုမှာတော့လောကောဒေါ်လာတန်းချီပြီးတွားပုံအောင်ပြီးကိုရောင်ဖြောက်နေလို့ရကောင်းရပါလိမ့်မယ်ရပါလိမ့်မယ်မြန်မာပြည်အတိုင်းဝိုင်းမှာတော့ငါတို့ဟာအောင်တက်ဦးဆိုတဲ့စစ်တပ်တို့အပတ်စဉ်40ကဆင်းပြီးတမခွနစ်ခွနစ်ကိုဥဆောင်ပြီးဖက်စစ်အကြမ်းဖက်ရန်နေရာကြီးတိဆောက်ဖို့ကြိုးပမ်းခဲ့တဲ့စစ်ဗိုလ်ချုပ်ဗိုလ်မှူးချုပ်တယောက်ဖြစ်ပါတယ်ဆိုတဲ့စကားရက်ကိုတော့ပြည်သူပြည်သားမြန်မာနိုင်ငံသားကြားထဲမှာသူ့အနေနဲ့တသက်လုံးကြွားဝါပြောခွင့်မရှိတော့ပါဘူးပြောရင်းမှလည်းမဟုတ်တော့ပါဘူးဘာလို့ဆိုတော့သူတို့ဖခင်ဟာအာတမစနစ်ကိုအသက်သွင်းဖို့ကြိုးပမ်းခဲ့တဲ့စစ်ရာဇဝတ်ကောင်ဖြစ်နေလို့ပါပဲ တို့တို့ကိုယ်တိုင်ရရှိပိုင်ဆိုင်ထားရဆိုတော့ဒေါ်လာတန်းချီကုမ္ပဏီကြီးတွေဟာလည်းပဲနိုင်ငံဘဏ္ဍာကနေခိုးယူပြီးအလွဲသုံးစားလုပ်လို့ပိုင်ဆိုင်ခဲ့ရတာဖြစ်ပြီးရိုးသားဖြောင်းမတ်စွာစူးစမ်းခဲ့တဲ့အရာမဟုတ်တဲ့အတွက်ကြောင့်မတော်လောဘနဲ့ပိုင်ဆိုင်မှုတွေအပေါ်မှာလည်းပဲတို့တို့တစ်လုံးလိပ်ပြာမလုံးဖြစ်နေပါလိမ့်မယ်။ဒါသားသမီးဘက်ကနေကျွန်တော်ရှုတော့ခန်းစားတာဖြစ်တယ်။သူ့ရဲ့ဇနီးဘက်ကနေကျွန်တော်ခန်းစားပေးတာဖြစ်တယ်။အခုထပ်ပြီးတော့ကျွန်တော်ဟာเจ้าหนีဖက်တငယ်ချင်းတယောက်เจ้าหนีဖက်စီနီယာတယောက်အနေနဲ့ကျွန်တော်သူ့ သူ့ကိုကျွန်တော်ခန်းစားကြည့်ပါဦးမယ်။အောင်တဲ့ခုဆိုဖန်ခံလိုက်ပြီ။မျက်စိတင်ငင်းသားတင်ငင်းနဲ့ကျွန်တော်တို့ကြောင်းတော်စစ်တကတူကတင်ပေးလိုက်ပညာတွေဟာပြည်သူတရားလုံးကိုကာကွယ်ဖို့ဆောင်ရှောက်ဖို့နိုင်ငံတော်ကြီးကိုတိုးတက်တာယာဖို့အေးချမ်းဖို့ငြိမ်းချမ်းဖို့နိုင်ငံတော်ကြီးရဲ့နာမည်နိုင်ငံတော်ကြီးရဲ့အချုပ်အချာအနာကိုဘယ်တိုင်းတစ်ပါးဘယ်လူမျိုးကြဘယ်အင်းနေချင်းနိုင်ငံမှာလာရောက်ထိပါဆော်ကားခြင်းမရှိအောင်ကာကွယ်ဆောင်ရှောက်ဖို့နောက်တစ်ခေတ်အောင်စစ်တီအဖြစ်ဒူရတစ္ဆတိတ်ပစတဲ့အတတ်ပညာတွေကိုတကယ်အပတ်တကုတ်ကျွတ်ကျွတ်ကုတ်ကုတ်တင်ပေးခဲ့တာ။နောက်ကြောင်းဖြစ်အောင်အော်နာဆိုတဲ့ဂုံတိတ်ခါကိုချင်းတရားကိုအသက်နဲ့လဲပြီးတော့ထိမ့်သိမ်းဆောက်ရှောက်တဲ့ ်ခေါင်းဆောင်ခေါင်းဖြစ်အောင်စစ်တကတူကအတူတူတို့တွေအားလုံးအတူတူတင်ပေးလိုက်ကြတာအောင်းနာယောက်ျားပိသားမယ်စစ်သားပိသားမယ်ဂုံတိခါရှိရမယ်ဂုံတိခါကိုအသက်နဲ့ထတ်တူမြန်လို့တန်ဖိုးတာကာခွဲရမယ်အမှန်နဲ့တရားအတွက်ကိုပြက်ပြက်သားသားအလုပ်လုပ်ရမယ်စောင့်ထင်းရတဲ့စုံနေသောတစ္ဆာကိုပြ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 လိုက်နိုင်ရမယ်တင်ပေးထားတဲ့ပြဋ္ဌာန်းထားတဲ့ကျင့်ဝတ်တွေကိုတိုင်းပြက်ပြက်သားသားမမမမကိုကဥဆောင်ပြီးစန္ဒမနာပြထင်းထင်းရှောက်ရှောက်ပေးရမယ်အခုတော့နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာဆိုတာဘာလဲလို့မေးရတော့အောင်မင်းတို့ကိုဥဆောင်နေတဲ့မင်းအွန်လိုင်းဆိုတဲ့ လူမျိုးလုံးတပ်ဖြတ်မှုဆရာစွဲကောင်ဟာဟိုနိုင်ငံမျက်နှာချိုသွေးဒီနိုင်ငံမျက်နှာချိုသွေးအချုပ်ချာအာဏာလုံးဝကင်းပြောက်သွားတဲ့နိုင်ငံတစ်ခုလိုမျိုးပဲမြန်မာနိုင်ငံနဲ့နေမိတ်ကိုငါတို့နိုင်ငံနဲ့ပေါင်းထက်လိုက်ပါလို့အနောက်ကမာမူကပြောလာ ው လဲမျက်စိတငယ်နားနေကင်နဲ့ဆက်ဖြဲဖြဲမျက်နှာချိုသွေးနေရတဲ့ဘဝရုရှားနဲ့တရုတ်စစ်တပ်တွေစစ်ပညာရှင်တွေမြန်မာပြည်မှာဝင်လာပြီးတော့မင်းတို့နဲ့ပြည်သူဘာသာစကားလူမျိုးချင်းအတူတူဖြစ်တဲ့နိုင်ငံသားပြည်သူတွေကိုရဲဆက်ဆက်နှိမ်နှင်းတပ်ဖြတ်ချေမုန်းနေတဲ့နိုင်ငံသားစစ်တပ်တွေကမင်းတို့နဲ့ပေါင်းပြီးတော့ ငါတို့ပြည်သူတွေကိုမင်းတို့ငါတို့ကာကွယ်ဆောက်ရှောက်ပါမယ်လို့တစ္ဆာဆိုထားတယ်ငါတို့ပြည်သူတွေကိုဒေါ်လိုင်းသမားဆိုတာပြည်သူတွေကြီးပဲဒေါ်လိုင်းသမားတွေမှာရုရှားလည်းမပါဘူးတရုတ်လည်းမပါဘူးမြန်မာတိုင်းရင်းသားမြန်မာနိုင်ငံမှာမွေးဖွားခဲ့တဲ့တိုင်းသားတွေကြီးပဲဒေါ်လိုင်းလားဒီဒေါ်လိုင်းရင်းသမားပြည်သူတွေကိုရုရှားနဲ့တရုတ်စစ်တပ်ကလာရောက်ပြီးလာနှိမ်နှင်းနေရအောင်မင်းအွန်လိုင်းဖက်စစ်အကြမ်းဖက်အုပ်စုကစီမံနေတယ်ဟာမင်းတို့ဆိုခဲ့တဲ့တစ္ဆာကနိုင်ငံတော်အချုပ်အခြာအာဏာနဲ့ငါတို့နိုင်ငံရဲ့နိုင်ငံသူနိုင်ငံသားတွေကိုဘေးအန္တရာယ်အတွေ့အကြုံကာကွယ်ဆောက်ရှောက်ရမယ်ဆိုတာပြည်ရင်းသွားပြီးတော့မင်းတို့ကိုယ်တိုင်ကနိုင်ငံသားတွေကိုဖိတ်ခေါ်သွင်းပြီးကိုယ်နိုင်ငံသားအချင်းချင်းရက်ဆက်ဆက်နှိမ်နှင်းတက်ဖြတ်နေရတယ် ငါတို့ငါတို့လောက်တစ္ဆာဖောက်ဖျက်ခဲ့တဲ့လူမရှိဘူးငါတို့လောက်တစ္ဆာမဲခဲ့တဲ့လူမရှိဘူးဒါចောင်းစင်းတယောက်အနေနဲ့ရင်ထွမနာကြေကွဲစွာခံစားရတာဖြစ်တယ်အဲ့တော့အောင်တဲ့ဦးမင်းဒီဗီဒီယိုဖိုင်လေးကိုကြည့်မိရင်နောက်မင်းမင်းထွန်းတမမှုဆိုရဲလုတ်ခဲ့တဲ့အကောင်နေအခုသုံးပန်းစကန်းနေမှာထိမ့်သိမ်းထားခံရတဲ့ယာဒူးကြီးကြီးနဲ့ဖက်စစ်အာနာရှင်စနစ်ကြီးကိုဒီဆောက်ကိုကြိုးပမ်းခဲ့မှုတဲ့ယာစွေးကောင်နေသုံးပန်းအကျဉ်းသားတွေစစ်အကျဉ်းသားတွေဒီဗီဒီယိုဖိုင်ကြည့်မိရင်အမ်ဖတီဆိုတဲ့စကလုံးအကြောင်းကိုနားလည်အောင်စူးစမ်းပြီးမင်းတို့ ပြည်သူ့ဘက်ကပြန်လဲကိုချင်းစာပါတိုင်းရင်းသားခေါင်းဆောင်တွေဘက်ကပြန်လဲကိုချင်းစာပါပြီးရင်လက်ရှိမြန်မာပြည်မှာမွေးဖွားခဲ့တဲ့မြန်မာနိုင်ငံသားတယောက်အနေနဲ့ချိတ်ဆက်ပြီးလူလို့ရမယ်အနာဂတ်တွေကိုပြိုတင်တွေးတော့ကိုချင်းစာပါပြီးတော့မှမင်းရဲ့ချစ်စနီးမင်းရဲ့မိဘမင်းရဲ့သားသမီးမင်းနဲ့အကြောင်းအတူတူတက်ခဲ့တဲ့လူတွေဘက်ကနေပြန်ကိုချင်းစာပြီးငါတို့ဟာလူပြည်မှာလူလာဖြစ်ခဲ့တယ်လူလာဖြစ်တဲ့လူပြည်ထဲမှာမှာမြန်မာပြည်မှာလူဖြစ်ခဲ့တယ်မြန်မာပြည်မှာလူဖြစ်ခဲ့ပြီးတဲ့နောက်မြန်မာပြည်သူပြည်သားအားလုံးရဲ့မင်းတို့အပေါ်မှာအကဲဖြတ်တဲ့တမိုင်းသုံးသက်ချက်အရာမင်းတို့ဟာ လူရဆက်ဝင်တဲ့နိုင်ငံသားတွေဖြစ်မလားလူတော် မတိုးတော့တဲ့ပြည်သူတကာရွန်ရှာမုန်းတီးတဲ့လူဒန်းစားအဝင်စစ်ရာဇဝဲကောင်စီးရင်ဝင်ဖြစ်နေပြီလားပြန်စင်းစားပြီးအခုချိန်မှာလုတ်တင်လုတ်ထက်တဲ့အလုပ်ကိုလုံနိုင်စွမ်းရှိသူတွေအားလုံးပြင်ဆင်ပြောင်းလဲပြီးတော့မမသောရှင်းနေမတည်သောစေတမစိုးရိုးစကားတွေနဲ့အညီမင်းတို့မနေ့ကထိမှားခဲ့ပြီမယ်ဒီကနေ့မှအမှန်ကိုမြင်ပြီးမနေ့ပြန်မှအမှန်ကိုကျင့်သုံးအကောင်းဆုံးအလုပ်တွေကိုလုပ်မယ်ဆိုရင်စုံစုံမြုပ်တော့မယ်ဆိုးရွားလာတဲ့တဘာဝဘေးမျိုးမျိုးလူလုတ်ကဘေးမျိုးမျိုးနဲ့ တပီလုံးပြည်သူတန်း30လောက်အတိဒုက္ခရောက်နေရတဲ့ဘဝအခြေအနေကနေပြန်လဲဆွဲမှတ်မြင့်တင်နိုင်တဲ့ကောင်းမွန်သောအနာဂတ်ပေါ်ပေါက်လာနိုင်မှာဖြစ်တယ်အဲ့တော့မင်းတို့ခေါင်းဆောင်တွေရဲ့မတရားလုပ်နေတဲ့လုံဆောင်ချက်တွေကိုကန့်သက်